အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖပြပေးမယ့်ဝတ္ထုလေးကတော့ဆရာနန္ဒာဆိုးဆင်ပြေကျောင်းရေးသားတဲ့စုံမှတ်တစ်ခုဤလံခွဲများဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။စုံမှတ်တစ်ခုဤလံခွဲများ ကျုပ်လည်းပုထုဇဉ်ပဲဗျာလောကမှာတိမာမကြောက်တဲ့သူရဲ့လို့ပုထုဇဉ်တဲကတော့ဘယ်မှာရှိနိုင်ပါလေလဲအရင်မှာယဟန္တာသူတော်ဇဉ်လို့တရားထုရပြီးအရိယာပုဂ္ဂိုလ်မြတ်တွေကလွဲရင်တိမာကြောက်တဲ့လူတွေကြီးပဲဖြစ်ကြမှာပေါ့မရဏဘေးထဲကြီးမာတဲ့ဘေးဘယ်မှာရှိပါမလဲတေခြင်းတရားထဲကြီးမာတဲ့ဆုံးရှုံးမှုရောဘယ်မှာရှိပါမလဲမဟုတ်ဘူးလားဒီတော့ကြောက်လဲမရဏဘေးကြီးကိုပုထုဇဉ်ပြီးပြီးကြောက်တတ်ပါတယ်လို့ဝန်ခံပါတယ် အမှန်ကသူတို့ကတော့ဒီကိစ္စကို ဖုံးဖိထားကြတာပါကျုပ်မသိအောင်လို့လေအဲ့ဒီမှာကန်ကောင်းကျန်တော့ကျုပ်အမေအငယ်လေးကဘို့မသိဘာမသိနဲ့သူ့အဖွားတွေအဖေအမေတွေအချင်းချင်းပြောနေကြတဲ့ဇကားတွေကို ကြားလာပြီးကျုပ်ကိုပြန်လာပြောတယ်မြေးလေးကဇကားတော့ကောင်းကောင်းပြောတတ်စာပြုတ်ယုံမဲရှိပါသေးတယ်ဒါပေမဲ့သူ့တက်တက်လောက်ကလေးနဲ့ပဲမှတ်သားလာပြီးပြန်ပြောပြဖို့ရသေးလို့သူ့ကိုပဲကျေးဇူးတင်ရသေးတယ် ကျေးဇူးတင်ရတယ်ဆိုလို့မြေးလေးယူလာတဲ့သတင်းစကားကမင်္ဂလာသတင်းစကားလို့တော့မထင်လိုက်နဲ့ဗျကြားကားစားကဖြင့်ကြုတ်တကောင်းလုံးကစပင်းနေထောင်ထသွားသလားအောက်မေ့လိုက်မိတယ်ဟုတ်တယ်လေဖွားဖွားတို့ဖေကြီးမေကြီးတို့ကပြောနေကြတယ်ဖို့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 ကလွန်နေပြီတဲ့ဖြစ်နေတာကင်ဆာတဲ့ကင်ဆာဆိုတာလေတေချာသွားပြီတဲ့ဆိုကိုကြုတ်လိမ်မပြောဘူးမြေးလေးစီကအဲ့ဒီစကားတန်းကြားရပြီတဲ့နောက်ပိုင်း တပတ်တီတီလောက်ဟာ ရောက်လိုက်တဲ့စိတ်ဒုက္ခညာညာလဲအိမ်မရတော့ဘူးမိကနေဖြစ်သွားတာနဲ့ကြောင်ခြောက်ချာအိမ်မက်ဆိုးတွေမက်ပြီးလန့်လန့်နိုးရတာပဲပြီးတော့မြင်မြင်သမျှအားလုံးကိုအလိုလိုနေရင်ဘဝမကြနိုင်တော့ပဲအမြဲတမ်းလောက်နေနေစိတ်တွေတိုးနေတယ်ဒါကိုသူတို့တောင်ရိပ်မိလာကြတယ်စိတ်ကလေးရော့မှာပေါ့ခုရဲ့ပိုင်းကြမှာရှင်ကဒေါသတအားကြီးလာတာပဲတဲ့ ကျုံမိန်းမကပြောတာပါဒီတော့မှကိုယ်စိတ်ကလေးကိုပြန်စောင့်ကြည့်ဖို့တတိဝင်လာမိတော့သူပြောတာဟုတ်သားပဲကျုံတော့သားတွေလှိမ့်လှိမ့်ထွက်နေမိတာပါကလားလို့စင်ကြင်မိလာရတယ်ဘာထူးမှလဲဖရတောင်ပြိနေပန်ပြုတ်ခဲ့ရသေးတာပဲဒီလန်းကရှောင်းလို့လွတ်နိုင်မဲ့လမ်းမှမဟုတ်တာပဲလူဆိုတာမွေးလာပြီးကလေးကမဖြစ်မနေနောက်ဆုံးရင်ဆိုင်ရမှာကတည်ခြင်းတရားပဲရှိတာလေ အခုအဲ့ဒီသေးချင်းတရားဆိုတာကကျုံနယ်လက်တကန်းကို ရောက်နေပြီမလာပါနဲ့လို့တားလို့ရမှာမဟုတ်တဲ့အတူတူရောက်မလာသေးခင်နေရသမျှအချိန်ကလေးမှာငင်းချမ်းအောင်နေဖို့ကျုပ်ကိုကျုပ်ပြန်ဆုံးမနေရတယ်အဲ့ဒါလို့တရီကလေးနဲ့နှလုံးသွင်းလိုက်တော့လေဟုတ်တယ်လို့လို့ရှိသားဗျထူးဆန်းတဲ့ကိစ္စမှာမဟုတ်တာကွာတွေးရင်မနေနဲ့သေးချင်းတရားကလာတော့မယ်လာတဲ့အချိန်မှာမင်းဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုပြင်ဆင်ထားမလဲဒါပဲတွေးလို့ကိုကိုကိုပြန်နားချာကြည့်တော့တသက်လုံးမှာကျုပ်ဘာရီများလျှောက်လုတ်ခင်မိပါလိမ့်ဆိုတာပြန်စင်းစားကြည့်ဖို့အမှတ်ရလာတယ်ဟုတ်တယ်ကျုပ်ဘယ်တော့ကမှအဲ့ဒီအတွေ့မျိုးမတွေးခင်မိဘူးခလုတ်ထီမှာအမိတာတယ်ပြောကမှပြောကြရောတည်ခြင်းတရားလာတော့မယ်ဆိုတဲ့အချိန်ကြမှာကိုလုတ်ခင်မိတဲ့မြပြန်ဆန်းစစ်ကြည့်ဖို့ပြန်အမှတ်ရလာမိတာကိုကျုပ်ဝန်ခံတယ်အဲ့ဒီမှာ ဝမ်းနည်းစွာဝန်ခံမှုအချက်တစ်ချက်ကိုပြစ်မလွဲတွေ့လာခဲ့ရတာကိုလည်းခက်ပြောင်ပြောင်ပဲပုံပွင့်လင်းလင်းဖွင့်ပြောခဲ့ခြင်းသေးတယ်။တခြားမဟုတ်ဘူး။သူ့အေးအေးနဲ့ပြန်စင်းစားကြည့်တော့မှဆန်းစစ်ကြည့်တော့မှကျုပ်ဟာတော်တော်ကို ဖြင်းခဲ့ အခဲ့နာခဲ့တဲ့အကောင်ပါလားဆိုတာပြန်တတိယတွေ့ရှိလာတဲ့အချက်ပဲ။တွေ့ကြည့်ပေါ့ဗျာ။ကိုနေမဲ့အချင်းတောင်ကြီးကိုကိုယ်စိတ်တိုင်းကြအခိုင်အမာဆုံးစွမ်းနိုင်အားရှိတဲ့များအတုံးချတိဆောက်ပြီး အဲ့ဒီအချင်းတောင်ကြီးထဲမှာပဲကိုဟာကိုပျော်ပျော်ကြီးအချုံနောင်ခံနေထိုင်ခဲ့တဲ့သူလောက်ဖြင်းတဲ့မိုက်တဲ့ကောင်ရှိအောင်မလားအင်းကျုပ်အတော်မိုက်ခဲ့တာပါ ဘာမှမထူကြဘူးတွေးလေလေမှန်ကန်တဲ့အဖြေရလာလေလေပဲဟုတ်တယ်ကျုပ်ဖြတ်တန်းငယ်တဲ့ဘဝဖြစ်စဉ်ကိုပြောတာပါအနုလုံပရိလုံပြန်စင်းစားလေလေဘာမှမထူကြခဲ့ဘူးဆိုတာပေါ်လွင်လာလေလေပဲဒီပုတ်ထဲကဒီပဲ့ဆိုတာမျိုးတွေကလူတယောက်မျှသာပါပဲငယ်ဘဝမှာပညာရှာတဲ့အသေးအတန်အပြိုင်ဆိုင်ကိုစူးစမ်းပြီးရှာခဲ့တာပါပညာကလေးလဲဆုံးရော တခါတည်းကျင်ညာရှာတော့တာပဲ ဘွဲ့တစ်ခုအလောက်ကင်တနေရာရအောင်တလျှောက်လုံးပြုစုရုံးကန်းထောက်ပံ့ပြီးအခုံထံတင်ပေးခဲ့ကြတဲ့မိဘတွေကိုတောင်းဘာမှဟုတ်ဟုတ်ညာညာကျွေးတဲ့ကျွေးလက်မွေးတုံမွေးလက်ရဲ့လို့ကျေးဇူးပြန်မဆက်ခဲ့ဘူးအတောင်လက်ကလေးစုံနာနဲ့တကြိုးတည်းမိဘရိတ်မြုံကိုခြေစုံကန်ပြီးအတိုက်တဲ့ဖွဲ့ခဲ့တော့တာပဲအဲ့ဒါကိုပဲဟုတ်လာပြီဆိုပြီးကိုဟာကိုလက်မတထောင်ထောင်ဂုံတယူယူလုတ်ခဲ့သေးတဲ့ဗျ တနှစ်နေလို့တင်းကျော့တခါတကြံနှစ်တက်ကူမှာတခါမုံကလေးအဝတ်ထဲကလေးငွေစကြီးစကလေးစေဝါပစ္စည်းလေးအနေပါနဲ့မိဘတွေကိုတွားတွားကြတော့တာကိုပဲတာသမီတာဝင်ကြည်ပဲဟဲ့လို့ထင်းခဲ့တဲ့အကောင်ဟာကြုတ်ပါလင်းစုံမရဖက်နှစ်ယောက်သားတွားကြတော့ကြရင်ပဲဟုတ်လာပြီပေါ့လေကြုတ်မိပါများကတော့ဘာမှမပြောရှာကြပါဘူး လာကြော့တဲ့အချိန်မှာမျက်ရည်ကလေးတလဲလဲနဲ့ကြည်ကြည်နုနုကြော့ခံရင်ပီတိတွေဖြစ်နေကြတာပါပဲမိပါကိုကျုပ်တို့လင်မယားကပောက်ဖွာလာတဲ့သူတို့မျိုးကိုချီထားရင်ကနေပဲအမေကဆို ကျုပ်ကိုကလေးပဲထင်နေသေးတာကလားတရားသဘောနဲ့ပြောရရင်ဒုတိယအရွယ်ပြောပါတော့လေအိမ်အောင်ကြပြီးနောက်ပိုင်းကြတော့လေကျုပ်ရဲ့ဘဝဖြတ်တမ်းမှုကဒီပုတ်သေးကဒီပဲပါပဲပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာပေါ့ မထူးကြဘူးစာအုပ်ကြီးတွေကအတိုင်းပဲကဘာဦးအစကနေဒီကနေ့မျက်မှောက်အထိတဆန်ကြီးမှထိုးထွက်ပြောင်းလဲလာမှုမရှိသေးတဲ့ရှေယိုခတ်တုံးတုံးလူသားတွေရဲ့လှုပ်ထုံးလုံးကြီးအတိုင်းပေါ့ကြုံစိပွားရှာတယ်ရှာသမားအသေးတံပဲအပြိုင်ဆိုင်ပဲငါသားငါသမီးငါဇနီးငါမိသားစုအတွက်ဆိုတဲ့စိတ်တကူတဲ့နဲ့စိပွားရှာခဲ့တာဝန်ခံရရင်တရားရာရော မတရားတဲ့ပြင်တွေရော အကုန်လှုပ်ခဲ့တယ် ကိုကြီးပွားချမ်းသာဖို့သူများမျက်ခုံးမွေးပေါ်မာရသွန်ပြေးလာပြေးခဲ့ရသူများကိုလူမှုစည်းဝါးပြက်ကြောက်ထဲလိမ့်ကြအောင်အဆင်ဘိမ့်တက်ပြီးချောစီပါတခါတည်းထဲ့ပေးခဲ့လာပြေးခဲ့ရဲ့ဗဇက်ကချိုးချိုးလက်ကတိုးတိုးဆိုတဲ့နီတိကိုကျင့်သုံးပြီးကို့အတ္တဖွံ့ဖြိုးရှင်တန်ကြီးထွားမှုအတွေ့ရေလောင်ပေါင်းတင်လာခဲ့တာနဲတဲ့နဲ့တွေလားမရှက်ပါဘူးဗျာကင်စာဆိုတဲ့တိမ်မိတ်ကြပေးတာလူတယောက်အနေနဲ့ ကို့ပေါင်ကိုလန်ထောင်ပြဖို့ဝင်မလေးတော့ပါဘူး။ကျုပ်ရဲ့စီးပွားရေးဆောင်ဖို့ကိုက ကိုချင်းစာတရားထားခြင်းရင်စီးပွားမရှာနဲ့။ပိုက်ဆံမရှာနဲ့။ပိုက်ဆံရှာခြင်းရင်လေကိုချင်းစာတရားဆိုတာကိုခွာချထားခဲ့ ဆိုတဲ့ဆောင်ဖို့ပဲ။ခမရဝါရကြီးကလည်းဗျာလူကြလို့ကောင်းသေးရဲ့လားလို့စောရကမတက်ချင်မနဲ့ကိုလူလူကြမကောင်း၊နတ်ကြမလျော်ယုံမက ခွေးကြရင်တောင်ထအူလောက်တဲ့မတော်ရရောအောက်တန်းကြကြလောက်ရက်တွေကြီးလက်တွေလုံနေပြီး လူကြားထဲမှာသူတော်ကောင်းလိုလိုအရိယာလိုလိုအတန်ကောင်းဟစ်ပြနေတဲ့လူတွေနဲ့ဆိုင်ရင်ကျုပ်ကမှအရှိအမှန်တိုင်းရိုးရိုးဖြောင့်ဖြောင့်ဖွင့်ချဝန်ခံရဲသေးတယ်လို့သာ အောက်မေ့ချစ်ကျူးလိုက်ပေတော့ဒါလည်းရှင်းရှင်းပြောရရင်တည်ခြင်းတရားလာနေတဲ့ခြေတန်းတွေကိုကြားလာရတဲ့နောက်ဆုံးအချိန်တွေမှုခုလိုအမှန်တိုင်းဖြောင့်ချက်ပေးတာနှုတ်မော်ရင်တော့ကျုပ်လည်းရင်ထဲကမပါပဲနဲ့ခမရကိုခက်တီတီနဲ့ဆက်လိန်အောင်မှာညာအောင်မှာဆိုတာကတော့အသေးချာပဲယုံလိုက်တော့ မဆန့်ပါဘူးနော်ခမည်းတော်ကြုတ်တို့လိုအန္တပုထုဇဉ်တွေဆိုတာသူများကိုနည်းနည်းကလေးမှမကောက်မလိန်ရမညာရမကောက်ရရင်စာမဝင်အိတ်မပြောဖြစ်တတ်ကြတာပဲမဟုတ်လားလို့ဘူဘူးချင်းတွေပါဗျာဒီထက်ကတပေါက်စွန့်မို့လှုပ်လာပြော့လာဟန်ကြီးပြလာရင်ငါတော့ဖြင့်ပြက်လုံးထုံးမိပြီလို့သာမှတ်လိုက်ပါရှီလိုက်ရတာဖတ်ဖတ်မို့ရင်ဘတ်နောက်ကကြောလို့သာဩပါပေးတာခံယူလိုက်ပြီတော့စီပွားရေးလောကအတိုင်းမှာတော့ ခမရဟာနာမည်နဲ့လိုက်တယ်ဗျာတကယ့်ကိုဘိုးအောင်တယ်ပဲဥခင်မောင်ရင်ကြီးပြော့သွားတဲ့အတန်ကိုတော့ကြာကြာလာမိတယ်ဗျာပက်နယ်လေဥပချက်ကျုပ်လှုပ်လိုက်ရင်မလှဘူးလားဗျာဘိုးအောင်တင်လေဗျာကျုပ်က secret တောက်တာတောင်းမှတပြီလုံးမှကျုပ်တောက်တဲ့တောက်တဲ့ secret မှာတောက်တာဗျဆိုတာလေဗျာခမရစီပွားရေးလောက်ွက်တွေကလည်းတကွက်ဆိုတကွက်ဘိုးအောင်တင်ဖဲပွင့်တွေကိုဓာတ်နဲ့ပေါက်တနက်နဲ့ပြစ်ပြတယ်လို့ကွက်တီတွေကြီးပဲ ကျုပ်တို့တော့ခမရခြေလန့်တွေကိုပဲနဘေးကထိုင်ငိတ်ကြည့်နေရတော့တာပဲကျုပ်ဟာဒုတိယအရွယ်စီဘွားရှာဘဝမှာလဲဧည့်သည်လိုအများကလက်ဖျားခါခဲ့ရတဲ့အကောင်ပါချမ်းတချမ်းကနေနှစ်ချမ်းကာဒစီကနေနှစ်စီတိုက်တလုံးကနေနှလုံးဖြစ်လာအောင်ရှန်ရှန်တောက်ကြိုးစားလာခဲ့တဲ့ကောင်ကျုပ်ပြည့်စုံသမျှဟာကျုပ်သားမယားမိသားစုအတွက်ကြီးပဲလေလူလောကကြီးကိုတဏနဲ့တိဆောက်ထားတယ်ဆိုကို တဏဆိုတာလူတရတိတ်တီတပါဆိုကိုတဏပိုင်ဆိုင်မှုအားကောင်းရင်ဘဝမပြောင်းပဲလူစင်စစ်ကနေနတ်တကြဗမာစည်းစိမ်ကိုရရဲဆိုတကိုအဲ့ဒီတဏနောက်ကိုကောက်ကောက်ပအောင်တွေ့ယူတွေ့တန်းအယူမှုလက်ခဲ့တာကြုံမှာအပြစ်ရှိသလားဗျာဒီလိုနဲ့ကြုံသားကြုံသမီးတွေလဲကိုစီကိုငါအိမ်တော်တွေကြသူတို့ဘဝတွေအခြေခံခိုင်မာအောင်လမ်းညွန်တန်းနာလဲလမ်းညွန်ဖြည့်စည်းတန်းနာဖြည့်စည်းနေ တတ္တရာအရွယ်တတ္တရာဘဝကိုကျုပ်ရောက်လာခဲ့တာကျုပ်ပိုင်ဆိုင်တဲ့ဒနာဥစ္စာဂုံဒရက်နဲ့ညီမြအောင်ဒင်းတို့လည်းဘဝမှာခံစားဆန်စားခဲ့ကြရတာပါပဲကျုပ်သားသမီးတွေရော မရရောပေါ့လေဥအောင်တင်ရဲ့သားသမီးတွေဖြစ်ရတာကံကောင်းတဲ့ဥအောင်တင်ရဲ့မိမဖြစ်ရတာထီစုကြီးပေါက်ဆရာမလို့ပဲကံထူးရှင်ပွဲရတာတဲ့အများကပြောကြတာကျေတော့ဂျင်းနဲ့ဆရာပဲမဟုတ်လားကျုပ်အနေနဲ့လဲဂုံယူဝမ်းမြဝင်ကြွားဆရာပဲမဟုတ်လား ဒါပေမဲ့အဲ့ဓာတွေက တခုမှကို မဟုတ်ဘူးဗျို့ကျုပ်ရှေ့တက်တဲ့လမ်းမျက်နှာချင်းဆိုင်မှာတိမ်မင်းကိုမြင်တဲ့အချိန်ကျမှအားကိုရာကိုအလန့်တကြားလှဲ့ကြည့်ရှာဖွေမိတော့ကျုပ်နောက်ကျောဘက်မှာဟင်းလင်းပြင်းပဲရှိတယ်။ဘာ background မှမရှိဘူး။ဘယ်တားအိမ်မှမမြင်ဘူး။ဘယ်ခန္တန့်မှရှာမတွေ့ဘူး။ဘယ်သူမှကျုပ်နောက်ဘက်ကအားကိုရာမရှိဘူး။ gain ကောင်းသေးလား။ကြုံရပုံကကြုံမရတော့ဘူး။ ကြုံမှာဖြစ်နေတဲ့ကင်ဆာရောဂါကလွန်နေပြီဆိုတာကလေးကိုခုလိုစောစောစီစီတိကွင်ရလိုက်တာကလေးကိုပဲကျေစုတင်းနေရသေးတယ်။ဒါကြုတ်ကိုဖះမှတာပဲ။ဘယ်တော့ကမှတရားဓမ္မကိုအာကိုရလို့လေးလေးနက်နက်မထင်ခဲ့တဲ့ကြုတ်လိုလူကအရေးကြုံတော့မြတ်စွာဘုရားကို ပြည့်တရိယာမိဘုံကလည်းကိုကိုကိုတောင်းအံ့ဩကုန်နိုင်ပွဲဖြစ်ရချည်သေးရဲ့ တရဝဝင်နေရတော့ကိုရင်ဝဲသားလိုမဟာကိယနာတော်ကြီးထားတော်မူနိုင်တဲ့မြတ်စွာဘုရားရှင်မို့သားပေါ့သူလိုငါလိုသားဆိုရင်မင်းဟာမင်းတသက်လုံးထင်ရဆိုင်လာပြီး အခုရေထဲမိုးတဲ့ကြမှာငါ့ကိုလာအားကိုရသလားကွဆိုပြီးရင်ဝကိုဆောင်းကန်ပစ်ခဲတာခံရမှာကျင်းတယ်ပဲဘုရားရှင်သားတက်ရှိထင်ရှားရှိနေတော်မူခဲ့ရင်လေကျုပ်အဖိုးအတော်မျက်နာပို့ဖို့အာနာဖို့ကောင်းနေမှာမဟုတ်ချာပဲ။ ရှေ့မျက်နှာနှောက်ထားပြီးဝင်ဖူးမြော်ရမယ်ဂိမ်းပြဒါပေမဲ့ကျုပ်လန့်ကိုတော့ကျုပ်သွေးအေးအေးနဲ့ရွေးနေပါပြီကျုပ်သားမရတွေကိုတော့အဲ့ဒီကိစ္စအတိမပေးပါဘူးကျုပ်ဟာကျုပ်ကြိတ်ပြီးရွေးနေတာပါဘာထူးမှလဲဗျသူတို့တိတော်လဲစိတ်မကောင်းယုံကလွဲပြီးကျုပ်ကိုကဲနိုင်တာမှတ်လို့လူအသက်ကိုကဲတင်နိုင်တဲ့ဆေးပညာကိုစနစ်တကျနှစ်ပေါင်းများစွာလေ့လာသင်ယူတတ်မြတ်ခဲ့ပြီးဖြစ်တဲ့ဆေးသမားရှာဝင်ကတော့ ဘာမှမတတ်နိုင်တော့ပါဘူးဆိုမှတော့ပွဲကပြီးနေပြီတိတ်နေပြီပဲကျုပ်လည်းသားမရတွေကိုအားကိုးနေလို့ဖြစ်တာမှမဟုတ်တာအရေးကြုံလာရင်ကိုကိုကိုပဲအားကိုးရမှာအထူးသဖြင့်မရဏတရားကိုရင်ဆိုင်ရတဲ့နေရာမျိုးမှာ ကိုအားကိုကိုဖို့ပိုးလိုအပ်သေးအတ္တဟိအတ္တနောနာထောမိမိကိုယ်သာမိမိဤကိုယ်ွယ်ရတဲ့တေဘေးကြုံတဲ့အခါနဲ့တိုက်ဆိုင်လို့လားမသိဘူး ကျုပ်ဖြင့်လေအဲ့ဒီအဆုံးမှာစကားတခွန်းတန်းနေပဲမြတ်စွာဘုရားကိုတလိုက်လိုက်ကြင်ညိုစိတ်ပီတိတွေပွားပြီးဂုံတော်ကိုအထက်ထပ်ပူဇော်မိရတာမကြခင်လာတော့မယ့်တေချင်းတရားကိုကြောက်တဲ့စိတ်ကလေးတွေကဂုံတော်ကိုပွားများအာယုံပြုပူဇော်နေတဲ့အချိန်မှာပျောက်နေတယ်နေရတာငြင်းအေးလိုက်တာဒါဟာပဲတရားကကိုယ့်ကိုပြန်စောင့်ရှောက်နေခြင်းဖြစ်နေလေမလားထိုင်နေတဲ့ထထသွားတဲ့လျှောက်နေတဲ့မရဏနှုတ်တဲ့ပါ အရှင်ဖေယား ထုံးစံအတိုင်းပါပဲမိသားစုဆောင်ဝင်ကလာနေကြအချိန်တိုင်းပုံမှန်ပဲလာတယ်။ဟိုရက်တွေတုန်းကတော့ဆောင်ဝင်ကြီးရောက်လာရင်အာနာရာနဲ့ကျုပ်က စကားစမြည်လေးနင်းနင်းပါပါထပြောသေးတယ်။ခုနောက်ပိုင်းတော့ကျုပ်လည်းတိတ်စကားမပြောဖြစ်တော့ဒီနေ့လည်းဆောင်ဝင်ကြီးကျုပ်အိတ်ခန်းနဲ့ဝင်လာတာကိုကျုပ်သိတယ်။မတတ်နိုင်ပါဘူး။မှတ်လက်စာတရားကလေးပြက်သွားမှဆိုလို့အိယာဘောခက်ငြိမ်ငြိမ်ပဲဆက်မိတ်နေလိုက်တယ်။ ဒါပေမဲ့ဆောင်ဝင်ကြီးနဲ့ကျုံမင်းမှာခတ်တိုးတိုးပြောကြဆိုကြတဲ့စကားသံတွေကိုတော့ကြုတ်ကြနေရတာပါပဲခုနောက်ပိုင်းအခြေအနေတွေကိုပြောပါအောင်စိတ်တွေရောမှန်မှန်တိုက်ရလားတိုက်ပါတယ်ဆရာဟိုရပိုင်းကတော့လေသူအရန်စိတ်တို့ဒေါသကြီးနေတာပဲနောက်ပိုင်းကျတော့ပြောင်းပြန်ဖြစ်သွားပြီခုရပိုင်းမှာတော့အတော်စိတ်စိတ်ငြိမ်ငြိမ်နေနေတော့တယ်အိယာပေါ်မှိန်ပြီးတရားမှတ်နေတာများတယ်စကားလည်းတိတ်မပြောတော့ဘူး တရားမမှတ်ရင်တောင်ဆက်ဖွင့်ပြီးမိုးကိုဆရာတော်ဘုရားကြီးရဲ့တရားတွေနာနေတာများပါတယ်ဆရာတရားမှတ်နေတာတရားနာနေတာဟာကောင်းတဲ့လက္ခဏာပဲဗျအစားတော့ရော ပုံမှန်ဝင်ရဲ့လားနင်းနေပင်စားတော့တယ်ဆရာရတယ်ကိစ္စမရှိဘူးသူတရားမှတ်နေရင် နာနေရင်တော့စကားမစပါနဲ့သူ့အာယုံနဲ့သူနေပါစေဆေးတိုက်ချိန်လောက်ပဲတတိထားပြီးမှန်မှန်တိုက်ပါလူနာကိုပြုစုတာလဲပြုစုပေါ့ဗျဒါပေမဲ့ကိုကိုကိုလည်းတတိမေ့မနေနဲ့အောင် ခမရလည်းတိတ်ကောင်းတာမဟုတ်ဘူးကျွန်တော်ပေးထားတဲ့နှလုံးဆေးတွေမှန်မှန်တော့ရလားဟုတ်ကဲ့တော့ပါတယ်ဆရာကဲလာလာအပြင်မဲ့ပြန်ထွက်ကြရအောင်ကျို့တို့အတန်တွေကြာလူနာအနောက်ရှေ့ဖြစ်နေမယ်စောစောကခမရပြောတဲ့ကိစ္စကိုတော့အေကန်ကြမှာပဲအကြံပေးတာပေါ့ဥအောင်တင်းရဲ့ရှင်းနေခြင်းနဲ့တိုင်ပင်ဖို့ဆိုတဲ့ကိစ္စလေကျမ်းမာရေးနဲ့ပတ်သက်လို့တော့ကျွန်တော်ဘာမှထင်ချမ်းမထားဘူးအမှန်အရှိအတိုင်းအကုန်ပြောပြပေးဖို့စိတ်ချဟုတ်ကဲ့ဆရာ ။ရှောင်းဝင်းကြီးနဲ့ကျုံမင်းမပြန်ထွက်သွားကြတယ်။အင်းဒုက္ခကျုံမင်းမကလည်းရှောင်းဝင်းကြီးကိုဘာတွေရှောက်ပြောပြီးဘာအကြံဉာဏ်တွေများတောင်းနေရပြန်လည်းမသိဘူး။ကျုပ်ရဲ့ရှစ်နေကိုတိုင်ပင်ဖို့ဆိုလာပဲ။ကင်တွေးမနေနဲ့တော့သူဟာသူကောင်းနေထင်တာလှုပ်လိုက်မယ်။ကလေးမှမဟုတ်ပဲ။အင်ရှင်မကြီးလှုပ်လာတာပဲနှစ်ပေါင်းမနေတော့ပဲဟာ။ကို့ဟာကို့ကိစ္စကိုဆက်လို့နာရာကိုနာတယ်လို့မှတ်ထုံနာကို ထုံတယ်လို့မှတ်ကျင်နာကိုကျင်တယ်လို့မှတ် အစင်ဆက်မပြတ်ကြဆင်းနေသော ရေတကုံကဲ့သို့တရံမလက်တရဆက်ဖောက်ပြန်ယိုယွင်းနေသော ခန္ဓာအင်ကြီးကိုရောက်ခဲ့တာဟာတဏှာကြောင့်တဏှာလက်သမားဆောက်လို့အပ်တဲ့ခန္ဓာအင်ကြီးကိုငါဤခန္ဓာကိုငါပိုင်ဆိုင်တယ်လို့မျက်နှိုးတွေ့တာနေတာက သမှုရိယာကြောင့်သမှုရိယာကတက်တဲ့တွန့်တင်ပေးလိုက်တော့ဒုက္ခလမ်းကြောင်းပေါ်ဓာတ်ထီရောက်ခန္ဓာကိုယ်ကိုရောက်ခဲ့ခြင်းဟာဒုက္ခကိုရောက်ခဲ့ခြင်းအမှန်ဆိုတာကိုတတိနဲ့ရှုဒုက္ခကိုရောက်ခဲ့တာက လွဲပြီး ငါပိုင်တဲ့ခန္ဓာကိုယ်ကိုရခဲ့တာမဟုတ်ဆိုတာတတိကပ်ပြီးမြင်အောင်ရှုသူ့သဘောသူဆောင်ပြီးတရဇက်ဖောက်ပြန်ယိုယွင်းပြည့်စည်နေတဲ့ခန္ဓာကြီးကိုတပည့်တော်မပိုင်ဆိုင်အစိုးမရနိုင်တဲ့အနတ္တသဘောကိုဆင်ခြင်မိရပါပြီအရှင်ဖေဟာကျမသဘောနဲ့ကျမပြောတာမဟုတ်ပါဘူးတမိသားစုလုံးတိုင်းမြင်ပြီးမှပြောတာပါတာသမီတွေကလည်းအိမ်တောင်ကိုကြီးနဲ့ကိုကွဲလက်ခွဲဖြစ်နေကြပြီလေသူတို့ရှိရေးကရှိသေးတော့ ခုရှုံမှာနောင်ရှင်းဆိုသလိုကိုအောင်တန်းကစီမံခန့်ခွဲတင်တာတွေစီမံခန့်ခွဲပြီးခင်မှာဖြစ်မှာကိုဒါကြောင့်ကိုလုံနိုင်သေးတဲ့အချိန်မှာသူတို့ရတဲ့ရထိုက်တဲ့အတိုင်းတရားဝင် ခွဲပေးနိုင်အောင်လို့ရှစ်နေကြီးကိုခေါ်ကြမယ်လို့ပြောတာပါဒါကကျုံမိမရဲ့အကြောင်းပြအသိပေးချက်အော်သူတို့ကစတင်ပြင်ဆင်နေကြပြီပဲဟုတ်ပါတယ်ဖေဖေသားတို့ကဖေဖေစီကအမွေကြိုတောင်းနေတယ်လို့တော့အထင်မလွဲပါနဲ့နော်မိသားစုထဲမှာ တနေ့နေ့မလွဲမသွေလောက်ရမယ့်ကိစ္စကိုဖေဖေလည်းတတိရှိနေခြင်း။ကျမ်းမာရေးမချို့ရင်ခင်ဒီအချိန်မျိုးမှာကြိုတင်လှုပ်ထားလိုက်ကြတာပဲကောင်းမယ်သဘောရလို့တိုင်ပင်ကြပြီးမှပြောတာပါ။ဖေဖေလည်းတောင်းဝင်တစ်ခုငြိမ်သွားတော့အေးစီစီတရားမှတ်နိုင်တာပေါ့နော်။ကျုပ်သားကြီးစီကထတ်ဆင်ထွက်လာတဲ့စကားတန်းလှုပ်တင်တာလှုပ်ပေးကြရဖို့တယ်လားသားရဲ့။သမီးတို့တွေကလည်းမောင်နှမ၃ယောက်ကိုတော့ရင်အောင်ကွဲနေကြရပြီမဟုတ်လားဖေဖေရဲ့ ဒီထဲမိမိကိုလည်းတယောက်တည်းပြစ်ထားလို့ဖြစ်မှာမဟုတ်ဘူးပြီးတော့ဖေဖေပိုင်ဆိုင်မှုတွေကအများကြီးဘယ်သူဘယ်လိုရတဲ့နဲ့ဘယ်သူကိုတော့ဘယ်လုပ်ငန်းကိုလွှဲပေးခဲ့တဲ့ဆိုတာမျိုးတွေကြာဖေဖေကိုယ်တိုင်ဆုံးဖြတ်မှာဖြစ်မှာမိမိလည်းဘာမှလုပ်တတ်မှာမဟုတ်ဘူးလေတမီးပြောတာဖေဖေသဘောပေါက်တယ်မဟုတ်လားယင်သဘောပေါက်ပါတယ်တမီးရဲ့ကျုပ်ကျမရေးနဲ့ပတ်သက်တဲ့ဟောကင်းတစ်ခုခုကိုရှာဝန်ကြီးကထုတ်ပြန်ပေးခဲ့ပြီးထင်ပါရဲ့ကျုပ်သားမယောက်အုပ်စုရဲ့ပြင်ဆင်လာကြပုံတွေကိုကြည့်ပြီးခက်မှန်းပြောတာပါ ရှာဝင်ကြီးကဘယ်လိုထုတ်ပြန်ပေးခဲ့တယ်လဲဆိုတာကိုကျုပ်အတိအကျမသိပါဘူး။သိစရာလည်းမလိုဘူးလေ။သူတို့ဒီလောက်လှုပ်ရှားလာကြပုံကိုကြည့်ုံနဲ့တင်မပြောလဲခံမှန်းသိနိုင်တာပဲ။ကျုပ်ကငတုံးငအာမှမဟုတ်တာ။အတက်ဖွဲမရှိတဲ့ဟော့ကင်းကိုထုတ်ပေးခဲ့တာဖြစ်မယ်လို့လက်ခနဲနေအောင်သိပေးတဲ့ပေါ့ဗျာ။အင်း။ကျုပ်မွေးခဲ့တဲ့မိတွေကျုပ်နာမှာဟိုတစဒီတစဘယ်ဘက်ကတမျိုးညာဘက်ကတဖုံအလျံကြီးကြီးနဲ့ အစွဲအညွန့်တလူလူပြပြီးတောက်လောင်ပြနေကြပါဘကောလူဆိုတာကိုစိုက်ပြိုးတာကိုပဲကိုရိတ်သိမ်းရပဲလိမ့်မယ်။ကိုင်းလေယာမြေကောက်မှာပြိုးကျဲမလား။ဖုံးစိုးကြက်တီးခေါင်ခေါင်မှာပြိုးကျဲကြမလားအောင်တင်။မင်းတသက်တာကုံယုံရှာဖွေစုဆောင်ခဲ့တဲ့မျိုးစေ့တွေကိုနောက်ဆုံးကျက်ပဲ့ရတော့မယ်အချိန်ခါကြီးနဲ့တော့တက်တဲ့တိုးနေပြီ။ကြက်ကြက်ကြီးတာစဉ်းစားပြီတော့။ကျုပ်တခွန်းတည်းပြန်ပြောလိုက်တယ်။ နောက်၃ရက်ရှိရင် ရှေ့နေဦးထွန်းလင်းကိုခေါ်ခဲ့အဲ့ဒါပဲအခုလောလောဆယ်တော့ငါတယောက်တည်းပဲတရားမှတ်နေပြစေငါကိစ္စကိုငါစဉ်းစားအောင်မယ်ဟုတ်ပလားကဲသွားကြတော့သွားကြတော့ငါကိစ္စကိုငါစဉ်းစားအောင်မယ်ဟုတ်ပလားကဲသွားကြတော့သွားကြတော့ းအောင်တယ်အခုပြောတဲ့ကိစ္စတွေကအသေးချာစဉ်းစားပြီးပြီနော်ဒီလွှဲပြောင်းလူရန်ကြောင်စာချုပ်စာထဲမှာဥအောင်တင်ကတရားဝင်လက်မှတ်ထိုးရမှာမို့လက်မှတ်မထိုးခင်တေချာအောင်ကျွန်တော်ထပ်မင်းနေရတာဥပဒေနဲ့အညီတရားဝင်ဖြစ်အောင်အကျိုးဆောင်ပေးဖို့ကတော့ကျွန်တော်တာဝန်ထားရှစ်နေကြီးဥထုံးလင်းကတေချာအောင်ထပ်မင်းတယ်ကျုပ်ရဲ့စီးပွားရေးနဲ့ပိုင်ဆိုင်မှုကိစ္စအဝဝမှာအမြဲတာဝန်ယူဆောင်ရွက်ပေးလာခဲ့တဲ့ရှင်နေကြီးပါကျုပ်ခေါင်းငြိမ်ပြလိုက်တယ် ကျွန်တော်၃နှစ်၃ညတိုင်တိုင်စဉ်းစားပြီးမှဒီဆုံးဖြတ်ချက်ကိုချတာပဲဥထုံးလဲကျုပ်အထက်ထက်တွေးခဲ့ပြီပြီကျုပ်ဘဝတသက်တာတလျှောက်လုံးမှာဒီသားမယာမိသားစုတွေကိုနှီးမျိုးစုံနဲ့သူတို့လိုအပ်ချက်မှန်သမျှကိုနွားတကောင်လို ရုံးကန်ဖြည့်ဆည်းပေးခဲ့ပြီပြီသူတို့ကိုဖြည့်ဆည်းပေးနိုင်မှုအတွေ့အကူတို့တွေလည်းလေမျိုးမှာအတောင့်လိုက်ဆိုင်အောင်ကြိတ်မိတ်မျိုးချခဲ့ပြီပြီလက်ရှိအခြေအနေမှာလဲသူတို့ဘဝကိုစီရှေ့ရဲ့အတွေ့ခိုင်မာတဲ့ယင်းနှီးမြုံနံမှုတွေထူထောင်ပေးခဲ့ပြီပြီ သူတို့အတွက်ဘာမှမလိုအပ်တော့ဘူး။ကျုပ်အပင်မန်းခံတိဆောက်ပေးခဲ့တဲ့လှေတွေမှာတက်ဆုံရွက်ဆုံပဲ။အလိုက်တဲ့ပဲ့ကိုင်းထိန်ချောင်းပြီးလောကရန်ရေးစီမှာရွက်ဖွင့်တက်ဖွင့်လှော်သွားကြရုံပဲ။သူတို့လက်ထက်ရောက်ကမှလော်တဲ့တခြားရွက်တခြားဖြစ်ကုန်ကြရင် သူတို့တာဝန်။ကျုပ်ဘက်ကတော့အကုန်လုပ်ပေးခဲ့ပြီးပြီ။အဲသူတို့ပြည်စုံမှုအတွက်ကျုံနွားတကောင်လိုရုံးခဲ့ပေမဲ့နွားတကောင်ရဲ့တေးချင်းမျိုးနဲ့တော့ကိုကိုကိုအနစ်မဲ့စရေမပြတ်နိုင်ဘူးဗျ။ တကယ်တော့သူတို့အတွက်ထဲကျုပ်အတွက်ကသာပိုလိုအပ်နေတာပါကျုပ်မှာအချင်းကတိတ်မရှိတော့ဘူးလေအဲ့ဒီလိုအပ်ချက်ကလေးကိုကျုပ်ဖြည့်စည်တာပဲဒါကြောင့်တကယ်လိုအပ်နေတဲ့လူမှုကေဆေးရေးအတင်းအဖွဲတွေစေယုံနဲ့စာတင်เจ้าတွေဖုန်တော်ကြီးเจ้าတွေဘိုးဘွားရိတ်သားတွေမျက်မမြင်ခေဟာနဲ့နာရေးကိုညင်းမှုအတင်းတွေကိုကျုပ်လက်လန်းမိသမျှခွဲဝယ်လှူဒန်းခဲ့တာပဲကဲပေးစာချုပ်မှာကျုပ်အမှန်တကယ်လှူဒန်းခဲ့ကြောင်းလက်မှတ်ထိုးပေးမယ်ဒီလိုရှိသေးတယ်ဦးအောင်တဲ့ အဲ့ဒီကိစ္စမှာဥအောင်တင်းရဲ့တာသမီဇနီးမိသားစုတွေရဲ့သဘောတူညီချက်လဲပါရင်ပိုကောင်းမယ်ခင်ဗျကျွန်တော်ကဒါကြောင့်ပြောနေတာနောက်မှဘယ်သူဘဝသဘောမတူလို့ထကန့်ကွက်ပါတယ်ဆိုတဲ့ကိစ္စတွေပေါ်လာရင်ဥပဒေအရဖြေရှင်းရတာမခက်ခဲပေမဲ့လူမှုဂုဏ်သိက္ခာအရာကြတော့ရှက်စရာဆိုးကျိုးတွေဖြစ်လာတတ်တယ်လေရပါတယ်ရှင်နေကြီးဟာတသက်လုံးကရသည်မပုံအော့ပေးခဲ့တဲ့လူတယောက်အနေနဲ့ဒီတစ်ချိန်ကလေးပဲနောက်ဆုံးဝေစုအဖြစ်ကြုတ်တွေယူတဲ့ဥစ္စာပဲ။ ဒီကိစ္စကိုကျောက်ကတိုးတိုးတိတ်တိတ်ကလေးလှုပ်သွားလိုက်မယ်မထင်နဲ့ပြီးတာနဲ့တအိမ်လုံးကိုအတိပေးမှာကျောက်တက်တက်ခတ်ခဲတဲ့ရေတွေကရေအိုးတအိုးဆိုရင်အဲ့ဒီအထက်ကတခွက်စာလေးလောက်မှကျောက်ဝဝတောက်သုံးခွင့်မရတော့ဘူးတယ်လားဗျာအဲ့ဒီရေတခွက်တောက်တာဟာတရားမြတ်တာမို့ကင်းနေလို့ဘယ်သူဆွဆွဲကျင်သေးလဲကဲကောင်းပါပြီဦးအောင်တင်ကျွန်တော်သဘောပေါက်ပါပြီဦးအောင်တင်ဆန်းနာအတိုင်းပါပဲကဲကဲဒီနေရာမှာလက်မှတ်ထိုးပါ စာချုပ်ပေါ်ကိုလက်မှတ်ထိုးမယ်လို့တော့ကျုပ်လက်တွေက တုံးနေတယ်။ဒါဟာကျုပ်ခွဲဝယ်လိုတန်းခဲ့မဲ့တိန်ထောင်ကနန်းနဲ့ချီအတိုင်းတားရှိတဲ့ငွေတစ်စီက6လန်တာလား။လာမလုံနေတော့ပတ်စံဆောင်တစ်စီ။ငါတင်ရင်ငါနောက်ကိုတရွက်ကလေးမှထလိုက်လာမှာမဟုတ်တဲ့မင်းပတ်စံတွေကိုမော်မြတ်တဲ့ကုတူတံပိုးတစ်ခုအဖြစ်ဖလဲဖန်ဆင်းပြီးယူသွားနိုင်မှုကဒီတနည်းပဲရှိတာလေ။ဘောပင်ကရင်တုံနေတဲ့လက်တွေကိုပြန်ငုံကြည့်ရင်ကျုပ်စိတ်ထဲကကြွေးကြော်အားပေးလိုက်တယ်။ ဟေးလေယာမီကောင်းမှပြုတ်ကျက်မဲ့လက်တွေပဲရဲရဲကြီးရေးချစ်ကျက်ပက်ပလိုက်စမ်းနောက်ဆုံးချိန်ထိနောက်တွန်သေးရင်တန်တရာမှာနောက်ကောက်ကြပြီသားမှတ်ဟုတ်ပြီဒါပဲပေါ့စာချုပ်ပေါ်ကိုလက်မှတ်ထိုးချလိုက်တဲ့အချိန်မှာလှိုက်တက်လာတဲ့ပီတိကြောင့်ကျုပ်ဝေဒနာတွေနေလာနှင်းပြောက်ပြောက်နေခဲ့တာအတိအကျယုံကြည်စမ်းပါဗျာ ကိုင်အခုတော့ပြောစရာချီကို ဖြင်းကြောကြုံလာရပုံကဘိုးမသေးပဲဘွားသေးဆိုသလိုချင်းဘူအောင်တင်ကမသေးပဲမမြဝင်းကရှေ့ကဦးအောင်ပိတ်သိနေမှာတော့ကောင်းကြသေးလားလို့ပြောရမလို့ချင်းကြုံတကယ်ပဲတရားရပါတယ်ဗျာနားထဲမှာလဲအဲ့ဒီနေကစကားတန်တွေပြန်ကြနေတာပါပဲကြုံရဲ့ပိုင်ဆိုင်မှုတွေတဲကတချို့တဝက်ကိုမျှတခွဲဝေလှူဒန်းငယ်ချောင်းစာချုပ်ကိုထုတ်ပြပြီးပြင်ညာအသိပေးလိုက်တဲ့နေကပေါ့ ကျုပ်အိမ်ထဲမှာအင်မတန်အင်အားကြီးမတဲ့မုန်တန်းတစ်ခုဝင်မွေသွားခဲ့တယ်လို့ပဲရှင်ယူးနေလားကိုအောင်တင်ကျမလုံးဝသဘောမတူဘူးအတိတ်ပဲမရှိတာတွေမီးဝင်းဝင်းတောက်ဒေါသမျက်လုံးတွေနဲ့ကျုပ်ကိုကြည့်တဲ့ပြီးပြန်អော်လိုက်တဲ့ကျုပ်မိမရဲ့ရန်တွေ့တဲ့သူ့တကောလုံးကဒေါသတွေနဲ့တုံခါလို့ဘလို့လုံးလိုက်တာလဲဖေ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 တသက်လုံးကြိုးစားလာခဲ့တဲ့များရလတ်တွေကိုတဲတဲ့ရေသွန်လှုပ်ပြလိုက်တာပဲလောဘတိမ်တလာတွေ ဖုံးပိတ်ကွယ်စင်းမှုကြောင့်ကောင်းမှုကုသိုလ်ဆိုတဲ့ဓမ္မကိုမမြင်နိုင်တော့တဲ့ကျုပ်သားကြီးရဲ့မချစ်တင်ကယ်ဝေဖန်တဲ့ဟုတ်တယ်ဖေဖေကိုတိုင်းထင်းရှာမိအပူကန်ထိုးပြီးချက်လာတဲ့ထမင်းအိုးနတ်လက်နဲ့ရောသူများကိုခြောက်ချပြစ်လိုက်တယ်လို့ကြီးစိတ်မရှာရွှေမရှာမြမရှာအလွန်ပင်များပါရဲ့ဆိုတဲ့ပြည့်စုံမှုတွေအလျံပဲဖြည့်စည်ပေးထားခဲ့လို့ရာယူပိုင်ဆိုင်ထားပါလျက်ကနဲ့ နှွေးခေါင်ခေါင်တန်လျက်တွေထောင်းထောင်းထနေတဲ့အရက်မှာတဲပေးမိတဲ့ရေချမ်းအိုးတအိုးအတွေ့သဘောထားကြည့်မပေးနိုင်တဲ့ကျုပ်သမီးရဲ့ညူဆူကန့်ကွက်တန်။သူတို့တွေရဲ့တယောက်တစ်ပေါက်စူဘူကန့်ကွက်တန်တွေကမိုးပြိုလာသလိုပဲ။ဒါပေမဲ့ပြန်မေးလိုက်တဲ့ကျုပ်မေကွန်တစ်ခုအောက်မှာပဲအဲ့ဒီမိုးပြိုတန်တွေတိတ်ဆိတ်သွားတယ်။ကျုပ်ပြန်မေးလိုက်တဲ့မေကွန်ကရှင်းရှင်းလေးပါ။နေပါဦး။မင်းတို့အားလုံးရဲ့တိမ့်ပိုက်လိုမှုကနည်းနည်းများတရားလွန်လွန်းမနေဘူးလား။ လင်ဆိုတဲ့တစိုက်ကိုကတ်ပြီးဖခင်ဆိုတဲ့ဆိုင်းဘုတ်ကို ထောင်ပြပြီးလင်ဝတရားဖခင်ဝတရားဆိုတဲ့ကြွကြော်တန်တွေနဲ့ငါစီကရယူလို့မှုတိမ့်ပိုက်လို့မှုတွေက အတော်မတတ်ကြတော့ဘူးလားတတလုံးပခုံးပေါက်အောင်ယုံကြွေလာတဲ့နွားတကောင်တေးတဲ့ခါဂျိုးနဲ့တေးပါမချန်စရန်ထက်ခွာယူဖြတ်အောင်မယ်ဆိုသလိုဖြစ်မနေဘူးလားအဲ့ဒါဇနီးမရတယ်လားအဲ့ဒါသားသမီးတွေတဲ့လားလင်တယောက်အပေါ်ဖခင်တယောက်အပေါ်ပြန်ထားတဲ့မင်းတို့မြေတားတရားတွေကဒါပဲလား ကိုကိုကိုပြန်စမ်းစားကြဒါပဲကျုပ်မိကွန်းကိုပြန်မဖြေကြပဲကျုပ်အခန်းထဲကနေမကြင်မနက်နဲ့ထွက်သွားခဲ့ကြတယ်။အဲ့ဒီနောက်ဘာကြားလိုက်လို့လဲဗျာ။တာကြီးကလာပြောတယ်။မေမေတိတ်ဆိတ်ထိခိုက်သွားပြီဖေဖေ။ heart attack ရနေပြီတဲ့။ကျုပ်တရားမှတ်နေလိုက်တယ်။နောက်တနားရီလောက်ကြာတော့နောက်တအူထပ်လာပြန်တယ်။ဆောင်းဝင်းကြီးရောက်နေပြီဖေဖေ။မေမေအခြေအနေမကောင်းဘူးတဲ့။ဖေဖေတခုခုပြောင်းလဲပြုပြင်ဖို့စဉ်းစားကြည့်ပေးပါဦးတဲ့။ ကျုပ်တရားမှတ်နေလိုက်တယ်။ညနေဘက်ကျတော့နောက်ဆုံးတရင်တစ်ခုလာပို့တယ်။မင်းမေဆုံးမီဖြစ်ဖြစ်တဲ့ကျုပ်တရားမှတ်နေလိုက်တယ်။အော်ဖြစ်ရလေ။ငါအဲ့အတွက်ငါသားငါသမီးအတွက်ငါဥစ္စာဒဏငါပိုင်ဆိုင်မှုအတွက်ဆိုတဲ့အဘိုးကတဲကြီးပါကလား။အင်မတန်နှုတ်နေတဲ့နှလုံးကိုအဆမတန်ပူပြင်းတဲ့မိဟတာရှိမှာပေါ့။အဲ့ဒါကမနေ့ကဖြစ်စဉ်တွေဒီကနေ့တော့စောစောကပဲလာပြောတယ်။မိမိအတူပါတကြို့ဖို့နေပိုင်ရင်ထွက်တော်မယ်ဖေဖေ။ အောက်ထပ်ကိုဆင့်ကြည့်အောင်မလားတဲ့ကျုပ်တရားမှတ်နေလိုက်တယ်အနှိမ့်စာဘယ်ရမှမမြဲပါတကားဒုက္ခရုပ်နာခန္ဓာကိုရရှိခြင်းဟာဆင်းရဲခြင်းစစ်စစ်ပါကလားအနတ္တဘယ်ရမှငါမပိုင်ငါကိုငါတောင်မပိုင်ငါဆိုတာဒီပင်လဲငါမဟုတ်ပါကလားဖြစ်ပြီးရင်ပြက်တာပဲဖြစ်ပြက်နောက်ကမက်နယ်လိုက်တတိနယ်ရှုအပြင်းထန်တရားမှတ်နေတဲ့ကြားကကြိတ်ခွဲစိတ်ကလေးကအလစ်ငိုင်ဖန့်ပြီးဝင်လာလိုက်တယ် ဟုတ်တယ်သူ့အတွက်ကြေကွဲစိတ်ကလေးပါ။အော်တသက်လုံးကချမ်းချမ်းသာသာကြွယ်ကြွယ်ဝဝနဲ့တလျှောက်လုံးရွှေပေါ်မြတ်တင်နေလာခဲ့ရတဲ့ကျုံမင်းမခင်ဗျာ။တကယ်တန်တရားခီးရှည်ကိုထွက်ပြီးဆိုတော့မှသူ့အတွက်အထောက်ပံ့ဖြစ်စရာဘာရိတ်ခါဘာဝေစုမှယူမသွားနိုင်ရှာပါလား။ရေဘူးမပါခြေပလာချင်းနဲ့နှွေခီးကိုဆက်ရရှာပေတော့မယ်ဆိုတဲ့စိတ်နဲ့ရင်ထဲဆို့လာမိတာကိုပြောတာပါ။အင်းဒီနေ့တော့ အတော်ခက်ခဲခက်ခဲနေပဲတရားမှတ်ယူရလိုက်မယ်ထင်ပါရဲ့ဗျာတို့နန္ဒာဆိုဆင်ပြေကျော်ရွှေမြူတရုပ်ဆောင်မဂ္ဂဇင်းဩဂုတ်လ2016ခုနှစ်နားဆင်အပိကကြတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်